အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကိုယ့်ရဲ့အချိန်ကိုအလားအသာဖြစ်စေတဲ့အရာတွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဘဝတစ်လျှောက်လုံးမှာအချိန်ဆိုတဲ့အရာကလူတိုင်းအတွက်တန်ဖိုးအရေးကြီးတဲ့အရင်းမြစ်တစ်ခုပဲဖြစ်ပါတယ်ငွေကဆုံးရှုံးသွားပြီးရင်ပြန်ရှာလို့ရတဲ့အရာဖြစ်ပေမဲ့အချိန်ကတစ်ခါပြီးသွားရင်ပြန်မရနိုင်တဲ့အရာဖြစ်တာကြောင့်အလွန်အရေးကြီးပါတယ်ဒါပေမဲ့လူအများစုဟာမတိမတာနဲ့ကိုယ့်ရဲ့အချိန်တွေကိုလာဟာတဖြစ်စေတဲ့အရာတွေမှာအသုံးပြုတတ်ကြပါတယ်အချိန်တွေကို အလားအသဖြစ်စေသည့်အရာချို့ကို အောက်ပါအတိုင်းရှင်းပြထားပါဗျ။နံပါတ်၁အကျိုးမရှိတဲ့စကားဝိုင်းများတခါတလေလူတအူးနဲ့တအူးတွေ့ဆုံမိတဲ့အခါစကားမပြတ်ပြောနေကြရတာတဘာဝအတိုင်းဖြစ်နိုင်ပေမဲ့အကျိုးမရှိတဲ့စကားတွေပေါ်ရန်စကားတွေကိုအချိန်များစွာသုံးနေမိရင်အကျိုးမရှိသလိုအချိန်လဲဖြုန်းတိရရောက်ပါတယ်အကျိုးမဲ့စကားဝိုင်းတွေထက်အသုံးဝင်တဲ့အကြောင်းအရာတွေဉာဏ်ပညာတိုးတက်စေမဲ့စကားတွေပြောတာကပိုကောင်းပါလေ။နံပါတ်1အင်တာနက်သုံးစွဲမှုလွန်ကဲခြင်း ယနေ့ခေတ်မှာလူအများစုဟာဖုန်းနဲ့အင်တာနက်ကိုမရှိမဖြစ်အသုံးပြုနေကြပါတယ်။ဒါပေမဲ့ကိုယ့်ရဲ့အချိန်များစွာကိုပေါ့ပေါ့ပါပါဗီဒီယိုတွေကြည့်တာတမိုးမရှိတဲ့ပုံတွေပို့တွေကိုအမြဲဆောင်ကြည့်တာတွေကြောင့်အချိန်တွေကအလားတဖြစ်စေပါတယ်။အဲ့ဒီအချိန်တွေကိုပညာရေးအလုပ်စတဲ့အကျိုးရှိစေမယ့်လေ့လာမှုတွေစာဖတ်မှုတွေမှာသုံးမိရင်ပိုကောင်းပါမယ်။နံပါတ်3အလားအလာမရှိတဲ့အပြန်အလှန်ဆက်ဆံမှုဘဝမှာလူတအူးနဲ့ဆက်ဆံနေတော့လေကိုဘဝအကျိုးအတွက်သက်ဆိုင်မှုမရှိဘဲ အချိန်ကုန်စီတဲ့ဆက်ဆံရေးတွေကလည်းကိုယ့်ရဲ့အချိန်ကိုဖြုံးတိရရောက်ပါတဲ့အစင်မြဲမကောင်းတဲ့အကျင့်တွေတီးတန့်ပြောဆိုနေတဲ့လူတွေနဲ့အချိန်များစွာအတူရှိနေရင်ကိုယ့်အချိန်တစ်ခုပဲပျက်စီးသွားတာမဟုတ်ပဲကိုယ့်ရဲ့စိတ်နဲ့ညံကိုပါအကျိုးမရှိတဲ့နေရာကိုလိုက်ဆွဲသွားနိုင်ပါတယ်။နံပါတ်၄အကျိုးမဲ့စဉ်းစားနေမှုကိုယ့်ရဲ့ကိုယ်ပိုင်အချိန်တွေကိုမကျေနပ်တဲ့အကြောင်းအရာတွေပေါ်မှာအချိန်ကြာကြီးစဉ်းစားနေရတာမဖြစ်နိုင်တဲ့အရာတွေကိုအလွန်အကျွံအတွေးလိုနေရတာကလည်းအချိန်တွေကိုအလားအသဖြစ်စေတတ်ပါတယ်။ အဲ့ဒီအချိန်တွေကိုအဖြေရှာနိုင်မဲ့အစင်းမြင့်စဉ်းစားမှုအရေးကြီးဆုံးအခက်ခဲကို ဖြေရှင်းဖို့တုံ့ပြန်တော့တတ်မိုးရှိပါတယ်။နံပါတ်၅အပျော်ပါလိုက်ခြင်းဘဝမှာအနားယူဖို့အပျော်ပါတွေလိုအပ်ပေမဲ့အစင်မပြတ်အပျော်ပါနဲ့သာနေမိရင်အချိန်ရဲ့တတ်မိုးတွေကိုအလားအသဖြစ်စေပါတယ်ဘဝမှာအလွန်ကျွံအပျော်ပွဲတွေအစင်မပြတ်ဂိမ်းကစားတာတွေဟာကိုယ်ဘဝအတွက်အကျိုးမရှိသည့်အပြင်တိုးတက်မှုလည်းမရစေပါ အချိန်ကိုအလားတမဖြစ်စေဖို့အစင်မြဲအရေးကြီးဆုံးအရာတွေကိုဦးစားပေးဖို့လိုပါတဲ့လိုအပ်တာနဲ့မလိုအပ်တာခွဲခြားသိဖို့လိုတယ်လို့တန်ဖိုးမရှိတဲ့အရာတွေကိုသုံးစွဲချိန်အနည်းဆုံးထားဖို့လည်းအရေးကြီးပါတယ်ဒီနေ့ကိုတန်ဖိုးရှိအောင် သုံးနိုင်တဲ့သူတွေကပဲဘဝမှာတိုးတက်ပြီးအောင်မြင်နိုင်ပါလိမ့်မယ်အားလုံးကိုကျေးဇူးတင်ပါတယ်